အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါယုံကြည်တယ်ယုံတယ်ရှမ်းရှင်းရှမ်းရှင်းမင်္ဂလာကိုယုံပါ你相信我。 ်ညီဆိုတာက main ပေါ့နော်ဒါက subject အနေနဲ့သုံးထားတာပါရှမ်းရှင်းယုံကြည်တယ်ဒါကတော့ verb ပေါ့နော်ဟောငါကိုဒါကယုံကြည်ခြင်းခံရတဲ့သူပေါ့နော် subject verb object ပုံစံမျိုးသုံးထားတာပါမင်းငါကိုယုံပါညီရှမ်းရှင်းဝညီရှမ်းရှင်းဝမင်းငါကိုယုံတဲ့နေညီရင်ကိုင်းရှမ်းရှင်းဝ နီမင်းကအင်းကိုင်းစရာတင့်နေပေါ့နော်ဒါကတော့အကူကရိယာ auxiliary verb တခုဖြစ်တယ်အကူကရိယာတွေကတော့ verb ဖြစ်ရှိမှအထူးပြုပြီးတုံတယ်ပေါ့ဒါကြောင့်မို့မြန်မာလိုကြတော့ယုံတင့်နေလို့ပြောတယ်တရုတ်လိုကြတော့တင့်နေယုံချီတယ်ပေါ့အင်းကိုင်းရှမ်းရှင်းအင်းကိုင်းရှမ်းရှင်းငါကိုဝအဲ့တော့မင်းငါကိုယုံတင့်နေနီအင်းကိုင်းရှမ်းရှင်းဝနီအင်းကိုင်းရှမ်းရှင်းဝမင်းသူ့ကိုမယုံတင့်ဘူးညီ 不应该相信他，你不应该相信他。哎，罗应该啥定呢？不，那大家罗，他အကျံပေးတာတို့တိုက်တွန်းတာတို့မှာပေါ်ပြတယ် auxiliary verb တခုဖြစ်တယ်အဲ့တော့သူကိုညင်းတဲ့အခါကျတော့ဒီ auxiliary verb ဖြစ်ရဲ့ရှေ့မှာပို့အငင်းကရိယာဝိသေသနာလေးနဲ့ညင်းလိုက်တာပေါ့အဲ့တော့တင့်တာကအင်းကိုင်းမတင့်ဘူးမလုံတင့်ဘူးဆိုရင်ပို့အင်းကိုင်းပေါ့နော်အဲ့တော့မယုံတင့်ဘူးပို့အင်းကိုင်းရှင်းရှင်းထားစာသူကိုပေါ့အဲ့တော့မင်းသူကိုမယုံတင့်ဘူး 你不应该相信他，你不应该相信他。阿德罗果用定了，我应不应该相信他们？我应不应该相信他们？ ွာငါကရင်ကိုင်းစရာတင်နေပေါ့နော်ပူရင်ကိုင်းစာမလို့တင်ဘူးတော့အဟုတ်နဲ့အငင်းပေါ့နော်အဟုတ်ငင်းပုံစံကိုတရိုက်တွက်ဆက်ရင်လာဆိုတဲ့မိကုံးပုံစံဖြစ်တယ်ပေါ့သူ့ရဲ့ထူခြားချက်ကတော့အဟုတ်စိတ်ပိုင်းမှာ အတန်ဘလောက်ပဲရှိရှိရှည်ဆုံးတတန်ကိုပြောရင်လုံလောက်တယ်ဒါကြောင့်မို့ဒီမှာရင်ကိုင်းလို့အပြည့်မပြောတော့ဘဲနဲ့ရင်တတန်ပဲပြောရပေါ့နော်ရင်ပို့ရင်ကိုင်းတင်ပါတလားတဲ့ရှမ်းရှင်းယုံကြည်တဲ့ထားမင်းစာသူတို့ပေါ့နော်အဲ့တော့ငါသူတို့ကိုယုံတင်လား 我应不应该相信他们？我应不应该相信他们？没读到过没有呢？你别相信他们，你别相信他们。阿罗别说那个没老呢，路大了。大家罗，阿宁格里亚维德那不罗，那个嘞 advert 酷皮的，阿宁格里亚维德那所以嘛嘞，读个啊，打。 တားမြင့်တဲ့နေရာမှာသုံးတာပေါ့နော်အငင်းဆိုပေမဲ့လည်းငင်းဆိုတာကိုသုံးတာမဟုတ်ဘူးလေတားမြင့်တာကိုသုံးတာအဲ့တော့ဒီစကလုံးကတော့ verb ရဲ့ရှေ့ရလေအထူးပြုပြီးသုံးတယ်ပေါ့အဲ့တော့ဒါဆိုရင်ရှမ်းရှင်းဆိုတာယုံကြည်တယ်ပြေရှမ်းရှင်းစာမယုံနဲ့ထားမင်စာသူတို့ပေါ့နော်အဲ့တော့ပြေရှမ်းရှင်းထားမင်သူတို့ကိုမယုံပါနဲ့တဲ့အဲ့တော့မင်းသူတို့ကိုမယုံပါနဲ့ညီပြေရှမ်းရှင်း ခမယ်အဲ့တော့ပြဲဆိုတဲ့နေရာမှာပူရောက်ဆိုတဲ့စကလုံးကိုအစားထိုးပြီးတုပ်လို့ရတယ်အတိတ်ပဲချင်းကတော့အတူတူပဲကြိုက်တာတုံးပေါ့နော်ဒီစကလုံးကလည်း negative adverb လို့ခေါ်တယ်အငင်းကရိယာဝိသေသနာတစ်ခုပဲဖြစ်တယ်အငင်းကရိယာဝိသေသနာဆိုရင်လည်းသူကတားမြစ်တဲ့နေရာမှာတုံးနေပေါ့နော်မလုံးနေပေါ့အဲ့တော့ adverb တရားလို့ကတော့ verb ဖြစ်ရှိရပဲအထူးပြုပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပူရောက်ရှမ်းရှင်းလို့ပြောလို့ရတယ်ဒါမှမဟုတ်ခုနကနံပါတ်ခွန်ပုံစံမျိုးဆိုရင်ပြဲရှမ်းရှင်းအတူတူပဲနော်နှမျိုးလုံးတုံးလို့ရတယ်ပြဲ 相信，但妈妈好，不要相信。哈喽，民读如果我们有嘛嘞，你不要相信他们，你不要相信他们。没读如果我们有那种，你不要相信他们了。 နေပူရောက်ရှမ်းရှင်းထားမှန်လဲအဲ့တော့ဒီမှာကျတော့လဲဆိုတဲ့စကလုံးလေးတစ်လုံးပို့သွားတယ်ဒါကတော့ model particle လို့ခေါ်တဲ့ဝါချနောက်ဆက်ပုတ်တစ်ခုဖြစ်တယ်ပေါ့အခြေအနေပြောင်းလဲသွားတာကိုဖော်ပြအောင်တုံးတယ်အဲ့တော့ဒီမှာလဲမပါဘဲနဲ့ပေါ့နော်ဥမာပူရောက်ရှမ်းရှင်းမယုံနဲ့ဆိုရတာအစကတည်းကမယုံခိုင်းတာမယုံနဲ့ dot ဆိုရင်ယုံနေတဲ့အကြောင်းအရာကိုဆက်ပြီးမယုံခိုင်းတော့တာပေါ့နော်အဲ့တော့အခြေအနေပြောင်းသွားတဲ့အခါမှာဝါချနောက် support လက်စာကိုထည့်သုံးပေးလို့ရှိတယ်ပေါ့အဲ့တော့မင်းသူတို့ကို 没有那个，你不要相信,信他们了，你不要相信,信他们了。没耳朵过永乐雅的，你能相信？ 我们，你能相信我们？哈罗，能苏拉个老奶奶，老老爷嘞，不喏，第六表了。哈罗，大家嘞，auxiliary verb，一个格里亚的古文皮的，大家莫发撇西亚嘞，to be be 动嘞，不？哈罗，相信啥用记嘞？能相信用记录亚嘞，能相信。哈罗，没阿多个用录亚吧嘞？你能相信我们？你能相信我们？ 阿多罗个养老也没啦，阿多都个养老也没啦，我们能不能相信他？ 我们能不能相信他？OK，那我们是啦，阿都能是啦，老奶奶老老爷嘞，对个，人家都不能是老老么爷哦。阿都亚么拉是能不能老老亚么拉不喏？偏奶么拉老奶么拉能不能？阿好，人不三秒多说他嘞。阿都相信是啦，有几嘞？他是都个干不不喏？阿都阿都个都个用老亚啦？我们能不能相信他？ 我们能不能相信他？阿来对我们有目，我也不相信他，我也不相信他，我阿个。 ရဲစာလေဘယ်ပေါ့နော်ဒါကတော့ adverb ကရိယာဝိသေသနာတစ်ခု ဖြစ်တယ်ပေါ့အဲ့တော့ကရိယာဝိသေသနာဆိုတာ verb ကိုအထူးပြုတယ်ဒါပေမဲ့ရဲဆိုတဲ့ adverb ကများသောအားဖြင့် subject နဲ့တွဲပြီးမှတ်တာပိုလွယ်တာပေါ့နော်ဥပမာငါလဲဆိုရင် was ရဲ့နေလဲဆိုရင် ni ရဲ့သူလဲဆိုရင် tha ရဲ့ဟုတ်ပြီနော်အဲ့တော့ရှမ်းရှင်းစာယုံကြည်တယ်မယုံဘူးဆိုတော့ပိုရှမ်းရှင်းသူကလေထားကံဘုတ်ကသူ့ကိုပေါ့အဲ့တော့ငါလဲသူ့ကိုမယုံဘူးဝါရဲ့ပူရှင်းရှင်းထား 我也不相信他，那对我们有那不？我不相信他了，我不相信他了。 ဟွာငါကရှမ်းရှင်းစာယုံကြည်တယ်ပုတ်ရှမ်းရှင်းစာမယုံဘူးပေါ့နော်ထားစာသူ့ကိုလက်လက်ဆိုတာကဒီမှာအခြေအနေပြောင်းသွားကြောင်းကိုဖော်ပြအောင်အတွက်သုံးတာပေါ့ဝါချာနောက်ဆက်ပုံနော်အဲ့တော့ကျွန်တော်တို့ဒီလက်မပါဘူးねပုတ်ရှမ်းရှင်းမယုံဘူးဆိုတာကဒါအစကတည်းကမယုံတာအကယ်၍ပုတ်ရှမ်းရှင်းလက်မယုံတော့ဘူးဆိုရင်ယုံနေတဲ့အခြေအနေရတယ်မယုံတော့တာအခြေအနေပြောင်းသွားတာပေါ့နော်အဲ့တော့လက်ပါတာ ਨੇ မပါတာ ਨੇ ကအ내အတိတ်ပဲချင်းမတူဘူးပေါ့နော်ဒါလေးတွေသတိထားမိအောင်လို့ဒါလေးကို သေးချလေးလေးလားပေါ့နော်ဟုတ်အဲ့တော့ငါသူ့ကိုမယုံတော့ဘူးဝါဘုရှင်းရှင်းထားလက်ဝါဘုရှင်းရှင်းထားလက်မေးပါလို့သူ့ကိုမယုံတော့လေညီဝေရှာဘုရှင်းရှင်းထား 你为啥不相信他？အဲ့တော့你ဆိုတာက mean ပေါ့နော်ဒါ subject အနေနဲ့သုံးထားတာပါ为啥ဆို为什么ဘာလို့လဲဘာကြောင့်လဲဘာဖြစ်လို့လဲဒါကအကြောင်းပြချက်ကိုမေးတဲ့ပုံစံပေါ့အဲ့တော့ဒီနေရာမှာ sha ဆိုတာက什么ဆိုတဲ့အတန်အတွက်ကိုပဲရည်ညွှန်းတာပေါ့နော်အဲ့တော့ textbook တွေထဲမှာဆိုရင် we 什么လို့ တွေ့ဖူးလိမ့်မယ်။ဒါပေမဲ့ကျွန်တော်စကားပြောပုံစံမှာကျတော့ရှမော့ကိုရှာလို့အတန်ပြောင်းပြောလို့ရတယ်။ဒါကြောင့်မို့ဒီမှာဝေရှာဆိုပြီးတော့တုံပြထားတယ်ပေါ့။အဲ့တော့ပူရှန်းရှင်းရှန်းရှင်းစာယုံတယ်ပူရှန်းရှင်းမယုံဘူးတဲ့ထားသူကိုအဲ့တော့မင်းကဘာလို့သူ့ကိုမယုံတာလဲ။ညီဝေရှာပူရှန်းရှင်းသာ你为啥不相信他？俺都不都个用的嘞。 我们应该相信谁？我们应该相信谁？我们阿都个相信在用几的？哎，到底你嘛应该说的阿古格里亚里呢？阿图表达的，但是嘛嘞，表表开比达呢？好，先表比达吧。哎，到应该相信在用点的？哎，到有几件看来干部个卢布国的不呢？哎，到卢布国的哦，就那美国没得个，不读嘞，说的美国那个谁啥呢？没留下来，哎，到不读国。 ယုံတင်လဲပေါ့နော်အင်ကိုင်းရှန်ရှန်ရှိအင်ကိုင်းရှန်ရှန်ရှိအဲ့တော့ငါတို့ကဘသူကိုယုံတင်လဲဝါမန်အင်ကိုင်းရှန်ရှန်ရှိဝါမန်အင်ကိုင်းရှန်ရှန်ရှိအဲ့တော့ရှိဆိုတဲ့နေရာမှာအဖြေလေးပြန်ဖြေလို့ရတာပေါ့ဟိုမှာအင်ကိုင်းရှန်ရှန်သာသူကိုယုံတင်နေအင်ကိုင်းရှန်ရှန်သာမန်သူတို့ကိုယုံတင်နေစသဖြင့်ပေါ့နော်ဟုတ် ငါကငါကငါယုံတယ်။我相信自己，我相信自己，我ငါက相信စာယုံကြည်တယ်自己自己စာမိမိကိုယ်တိုင်ပေါ့နော်မိမိကိုယ်တိုင်自己စာကိုယ်တိုင်မိမိဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ကိုကိုကိုယုံတယ်ဆိုတော့相信自己ငါကငါငါယုံတယ်ကိုကိုကိုယုံတယ်我相信自己，我相信自己ငါ 过于羡慕过过用呢？我相信自己的选择。 我相信自己的选择。အဲ့တော့选择ဆိုတာရွေးချယ်မှုပေါ့နော်နောင်တစ်ခုဖြစ်တယ်အဲ့တော့ဒီနောင်ကိုသူကြည့်ဆိုတဲ့နန်စားနဲ့အထူပြုပဲဒါဆိုနောက်ဆက်ပုတ်တက်စာလေးထည့်တော့ပြရတယ်မိမိရဲ့ရွေးချယ်မှုဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ကိုယ့်ရွေးချယ်မှုပေါ့သူကြည့်တယ်选择ကောင်းပြီဒီစကားစုကတော့ယုံကြည်ခြင်းခံရတဲ့အရာကံပုတ်အနေနဲ့ပေါ်ပြတာဒါကြောင့်မို့ရှမ်းရှင်းဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့အဲ့တော့ငါက 我业与节目组雇佣呢？我相信自己的选择，我相信自己的选择。各个国有基金啊，都位奥秘那位，相信自己就是成功的一半，相信自己就是成功的一半。 相信自己咪咪狗狗有几斤不咯？相信是啦，有几嘞自己的咪咪狗来不？还有 five object 不咯？然后 subject 你能变到它嘞？第四个数不咯？相信自己咪咪狗有几斤好嘞？ ချုရှိရှိစွာဖြစ်တယ်အဲ့တော့ချုဆိုတာကတိကျပေါ်လေအောင်အထူးပြုပေးတဲ့ပုံစံသူ့ကိုတကူးတကဘာသာပြန်ဆရာမလို့ရှိစွာဖြစ်တယ်ချုရှိစွာအဲ့လိုဖြစ်တယ်ဆိုတာတိကျတယ်ပေါ့နော်အမှန်ကန်ကိုဖြစ်ပါတယ်အတိကျဖြစ်ပါတယ်လို့ပြောတာနော်ဒါကတိကျတိကျပါအောင်ရည်ညွှန်းပေးတဲ့စကားလုံးလေးပေါ့အဲ့တော့ချုရှိဖြစ်ပါတယ်ခြုံကုန်းစွာအောင်မြင်မှုဤပန်းဆိုတာတဝက်အဲ့တော့ဤပန်းဆိုတဲ့နောင်စကားစုကိုတတ်နဲ့အထူးပြုလာတာအောင်မြင်မှုရဲ့တဝက်ခြုံကုန်းတဲ့ဤပန်းခြုံကုန်းတဲ့ ဤပတ်အဲ့တော့တဝက်အောင်မြင်တယ်အောင်မြင်မှုရဲ့တဝက်ဖြစ်တယ်ဆိုတာတဝက်အောင်မြင်တာပါတဲ့အဲ့တော့ကိုကိုကိုယုံကြည်ခြင်းဟာတဝက်အောင်မြင်တာပဲရှမ်းရှင်းစစ်ကြည်就是成功的一半ရှမ်းရှင်းစစ်ကြည်就是成功的一半ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for our website e-learning membership program တွေကျူဆိုပါရယ်ကျွန်တော် website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တတာညံစန်းတွေနဲ့ HSK သင်္ကန်းစာတွေကိုခါမဲ့လေလာခွင့်ရမှာပါလေလာခွင့်ရရှိမဲ့90အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုသင်္ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်သင်ကြားနည်းစနစ်တွေနဲ့လေလာခွင့်ရရှိမဲ့နမူနာသင်္ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ challenge တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ ခုသင်ခန်းစာလေးကိုဆက်လေ့လာကြရအောင်။သူငါ့ကိုညာမှာမဟုတ်ဘူးဆိုတာငါယုံတယ်။ဝါရှန်ရှင်းသားပို့ခွေဖြန့်我ဝါရှန်ရှင်းသားပို့ခွေဖြန့်我အဲ့တော့ဝါစာငါရှန်ရှင်းစာယုံကြည်တယ်ငါယုံပါတယ်တဲ့ဝါရှန်ရှင်းဒါကတော့ subject verb ပေါ့နော်အဲ့တော့ယုံကြည်တယ်ဆိုတော့ verb ဖြစ်တော့မှာယုံကြည်ခြင်းခံတဲ့အရာကိုဖော်ပြမယ်ဒီဝါကြတစ်ကြောင်းလုံးပေါ့နော် ထားသူကပိုခွေဖြန့်ဝကောင်းပြီအဲ့တော့ဖြန့်ဆိုတာကလိန်နဲ့ညာတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ခွေးဆိုတဲ့စကလုံးကိုသုံးထားတယ်ဗျဒီစကလုံးကတော့ auxiliary verb လို့ခေါ်တယ်အကူကရိယာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ verb ဖြစ်ရှိရတယ်အထူးပြုပြီးသုံးထားတာပေါ့အဲ့တော့ခွေးရဲ့အသုံးပြုဖို့ပြုနေရတော့သူက auxiliary verb အနေနဲ့သုံးရင်ပုံစံနှစ်မျိုးနဲ့သုံးလေးရှိတယ်ပထမတစ်ခုကတော့ဒါចောင်းသားတွေအားလုံးတည်ပြီးသားဖြစ်လိမ့်မယ်ပေါ့နော်တစုံတစ်ခုကိုတင်ယူတက်မြောက်ခြင်းပုံစံတွေမှာပေါ်ပြတယ်ဥပ ော့မှဟွေရှောဆိုရင်ပြောတတ်တယ်ဟွေရှဲဆိုရင်ရေးတတ်တယ်အဲ့လိုတင်ယူတက်မြောက်ခြင်းကိုဖော်ပြပြီးတော့သူကတက်မြောက်တယ်တက်တယ်လို့ဘာသာပြန်တယ်ပေါ့အဲ့တော့ဒီနေရာမှာတော့ဟွေစာလိမ့်မယ်အနာဂတ်အတိတ်ပဲအနာဂတ်တစ်ချိန်မှာဒါဖြစ်လိမ့်မယ်ပေါ့နော်ဖြစ်နိုင်ခြေကိုဖော်ပြတာပေါ့အဲ့တော့ပူဟွေဆိုရင်တော့အဲ့လိုဖြစ်မှာမဟုတ်ဘူးပေါ့အဲ့တော့ပူဟွေဖြန့်ဆိုညာမှာမဟုတ်ဘူးတဲ့ညာလိမ့်မှာမဟုတ်ဘူးတဲ့ဘသူ့ကိုလဲဝေါ်စာငါကိုဟုတ်ပြီနော်အဲ့တော့သူငါကိုညာမှာမဟုတ်ဘူးတဲ့ထားပူဟွေ ြန့်ဝဖြစ်နိုင်ခြေပေါ့နော်မညာဖို့ဖြစ်နိုင်ခြေများတယ်ပေါ့အဲ့လိုပြောတာထားဖို့ခွေပြန်ဝအဲ့ဒါကိုကယုံတယ်လို့ပြောတာအဲ့တော့သူငါကိုညာမှာမဟုတ်ဘူးဆိုတာငါယုံတယ်ဝရှင်းရှင်းထားပူခွေပြန်ဝဝရှင်းရှင်းထားပူခွေပြန်ဝမင်းပြောတဲ့စကားကိုငါယုံတယ်ဝရှင်းရှင်းနေရှောတဲ့ဟွာဝရှင်းရှင်း 你说的话，我先欣赏阿勇妈来的。你是阿妹说话表来不呢？阿罗表来说的 verb 呢是个话说的是个不呢？第二个注意没得特别来，对吧？verb 呢个说带路把它变来不呢？表的是个说的话，然后没表的是个你说的话。第四个数个有几件看下来教下，阿罗有几的说的 verb 呢嘛？干部你呢懂哪来不？然后没表的是个个阿勇呢？我相信。 你说的话，我相信你说的话。别个不对标的是嘎个，哪有哪嘞？ 你相信谁说的话？你相信谁说的话？那你是啦没相信啥用机的？古那路呗，这个书的库本呢，有钱看那个，大家都提我家，第四个书我懂那了不呢？不读谁说啥标嘞？那不读标嘞，所以谁说？那第四个书呢话难，第难个图标它不呢？四个书的难个图标它嘞？但是那些就那的，第那十八里头东北呀了不？那 VPN 那 ကတော့ကြတော့ဒဲလို့ဖားတာပြင်နေပေါ့အဲ့တော့ပြောတဲ့စကားဆိုရင် short တ်ွား short တ်ွားပြောတဲ့စကားအဲ့တော့ဘသူပြောတဲ့စကားလဲဆိုတော့ she short တ်ွား she short တ်ွားဘသူပြောတဲ့စကားအဲ့တော့ကျွန်တော်တို့ကဒီစကားစုကြီးတစ်ခုလုံးကဒီ verb ဖြစ်တော့မှာ ကံပုတ်အနေနဲ့သုံးထားတာပေါ့ယုံကြည်ခြင်းခန့်တဲ့အကြောင်းအရာလေဒါကြောင့်မို့ရှမ်းရှင်းနီရှမ်းရှင်းစာမင်းယုံနဲ့ရှေလျှောတခွဘသူပြောတဲ့စကားကိုအတော့ဒီတကြောင်းတော့ကျွန်တော်ဘာသာပြန်လိုက်တော့မင်းကဘသူပြောတဲ့စကားကိုယုံတာလေနီရှမ်းရှင်းရှေလျှောတခွ你相信谁说的话？明个不都表的是个个有哪嘞？好了，这差多的不罗表表，俺明个有呢。不管 别人怎么说，我相信你。不管别人怎么说，我相信你。 ို့ကွမ်ဆိုတာကတကစကစက်တစ်ခုဖြစ်တယ်ပေါ့နော်မိတို့ပင်ဖြစ်စေကမို့ဒီလိုပြောပို့ကွမ်ဘလိုပဲဖြစ်ဖြစ်ပေါ့ anyway တို့မဟောင်းတယ်ပါဘလိုပဲဖြစ်ဖြစ်မိတို့ဝင်ဖြစ်စေသူကစကစက်ဖြစ်တဲ့ကြောင့်ဒီဝကြရဲ့အစမှာထားတော့တယ်ပေါ့နော်ပို့ကွမ်တချို့စကစက်တွေကဝကြအစမှာထားပြီးတော့တယ်နော်ဝကြနှစ်ကြောင်းဆက်ဖို့အတွက်ပို့ကွမ်ဘလိုပဲဖြစ်ဖြစ်တဲ့ပြဲရန်စာတခြားသူတွေကဇမော့စာဘလိုရှောစာပြောတယ်ဇမော့ရှောစာဘလိုပြောပြောအဲ့တော့တခြားသူတွေဘလိုပြောပြောတခြားသူတွေဘလိုပဲပြောသည် ီဖြစ်စေကမူဒီလိုပြောတာပို့ကွာပြဲရန်သမရှောဝါငါကတော့ရှင်းရှင်းစာယုံကြည်ရဲ့ညီစာမင်းကိုဝါရှင်းရှင်းညီငါမင်းကိုယုံပါလေတဲ့โอเคအဲ့တော့တခြားသူတွေဘလို့ပြောပြောငါမင်းကိုယုံတယ်ပို့ကွာပြဲရန်သမရှောဝါရှင်းရှင်းညီပို့ကွာပြဲရန်သမရှောဝါရှင်းရှင်းညီလူစိမ့်နေကိုအလွယ်တကူမယုံနဲ့ 不要轻易相信陌生人，不要轻易相信。 မော်ရှင်ရန်ပျောက်ပျောက်စာမလုံးနဲ့ပေါ့နော်ဒါကတားမြစ်တဲ့ပုံစံဖြစ်တယ်အဲ့တော့ဒီစကားလုံးက adverb ပေါ့နော် negative adverb အငင်းကရိယာဝိသေသနာတခုဖြစ်တဲ့တားတဲ့နေရာမှာသုံးတယ်ပေါ့ကောင်းပြီအဲ့တော့ချင်းကြီးဆိုတာကအလွယ်တကူလွယ်ကူစွာပေါ့နော်ဒီမှာတော့ adverb အနေနဲ့သုံးထားတာပေါ့နော်ရှမ်းရှင်းစာယုံတယ်အဲ့တော့သူက adverb အနေနဲ့သုံးတာဒီ verb ဖြစ်ရှိရာအထူးပြုထားတယ်အလွယ်တကူယုံတယ်ပေါ့ချင်းကြီးရှမ်းရှင်းအဲ့ဒါကိုအဲ့လိုမဖြစ်နဲ့ဆိုတော့ပိုရောက်ဆိုပြီးတော့ဒီစကားစုကိုညင်းလိုက်တာပေါ့နော်အဲ့တော့အလွယ်တကူမယုံပါနဲ့တဲ့ 不要轻易相信陌生人စာလူစိမ်းတွေကိုပြောတာဟုတ်ပြီနော်陌生人စာလူစိမ်းအဲ့တော့လူစိမ်းတွေကိုအလွယ်တကူမယုံပါနဲ့不要轻易相信陌生人不要轻易相信陌生人တခြားသူတွေကငါ့ကိုမယုံပေမဲ့ငါကတော့ငါ့ကိုငါယုံတယ်别人不相信我但我相信自己别人 不相信我，但我相信自己。别人啥的差都都的巴不，然后的差都的呀嘞，相信啥用嘞？不相信是了，没用无不呢。哎，到对呀，那个干部干部对嘞，我告诉了我，哎，到的差都的呀，我没用无。别人不相信我，但是 ဒါပေမဲ့အဲ့တော့တန်းရှစ်စာဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်တို့ပိုကော့တို့ခက်ရှစ်တို့သုံးလို့ရတာလေးရှိသေးရယ်နော်ဒါပေမဲ့ဆိုတာသုံးလေးမျိုးရှိတယ်ကောင်းပြီအဲ့တော့တန်းရှစ်ဆိုတဲ့ပုံစံမှာလဲတန်းဆိုတဲ့တသင်နဲ့သုံးလဲရတယ်ဒါပေမဲ့ပဲနော်တန်းဒါပေမဲ့တဲ့ဟောငါကတော့ရှင်းရှင်းစာယုံကြည်တယ်စစ်ကြည်စာမိမိကိုအဲ့တော့ငါကငါငါယုံတယ်တခြားသူတွေငါကိုမယုံမိမဲ့လေဒါပေမဲ့ငါတော့ကိုကိုကိုယုံတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ပြဲရန်ပို့ရှင်းရှင်းဝတန်းဝရှင်းရှင်းစစ်ကြည် 别人不相信,信我，但我相信,信自己。都变了类美术了，我有呢。我相信,信他会回来，我相信,信他会回来。我那个相信,信啥有几嘞？我有几把来的，我相信,信他是都。 ဟွေအော်ဒီနေရာမှာလဲဟွေစာလိမ့်မယ်ပေါ့နော်ဖြစ်နိုင်ခြေကိုပြောပြတာဟုတ်ပြီနော်ဖြစ်နိုင်ခြေအနာဂတ်ကိုပေါ်ပြတယ်ဟွေလိုက်ဟွေစာပြန်တယ်လိုင်ကလာတယ်ဟွေလိုက်စာပြန်လာတယ်ဟွေစာလိမ့်မယ်အဲ့တော့ဒါက auxiliary verb ဖြစ်တဲ့ကြောင့် verb ဖြစ်ရှိရအထူးပြုတယ်ပေါ့အဲ့တော့ဟွေဟွေလိုက်စာပြန်လာလိမ့်မယ်ပြန်လာမှာပါတဲ့ထားဟွေဟွေလိုက်သူပြန်လာလိမ့်မယ်လို့ဟောရှင်းရှင်းငါယုံကြည်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့သူပြန်လာလိမ့်မယ်ဆိုတာငါယုံတယ်ဟောရှင်းရှင်းထားဟွေဟွေလိုက် 我相信,信他会回来。阿里介绍俺们有木？我不相信,信那件事，我不相信,信那件事，我俺个相信,信是人有呢，不相信,信是了没有木了。 shit shit စာကိစ္စကိုပြောတာเนาะကိစ္စတွေကိုကျွန်တော်တို့ကတစ်ခုနှစ်ခုနဲ့အထူးပြုတော့မယ်တခါနောင်တစ်ခုဖြစ်တယ်ဗျာတင်ချာမျိုးပြနဲ့အထူးပြုတယ်ကိစ္စတွေကတစ်ခုနှစ်ခုဆိုဤချင်ချင်ဆိုတဲ့မျိုးပြစကားလုံးကိုသုံးတယ်ပေါ့အဲ့တော့ဤချင်စာတစ်ခုဤချင် shit ကိစ္စတစ်ခုအဲ့တော့ဒီတင်ချာစကားလုံးတွေရဲ့ရှေ့မှာအညွန်းနဲ့စာနဲ့စပီအထူးပြုတယ်အဲ့ဒီအဲ့ဒါဆိုနာပေါ့နော်နာဤချင် shit အဲ့တော့အညွန်းနဲ့စာရဲ့ထူခြားချက်ကလည်းသူနောက်ကတင်ချာစကားလုံးကတစ်အတန်တွေဖြစ်နေလောဟထည့်ပြောစရာမလိုဘူးပေါ့နော်ဒါကြောင့်တကယ်စကားပြောပေါ့ ဆိုင်ကြနာကျန်ရှစ်လို့ပဲပြောတယ်အဲ့တော့ဒီနာကျန်ရှစ်အဲ့ကိစ္စတစ်ခုဒီယုံကြည်ခြင်းခံရတာဖြစ်တယ်ဒါကြောင့်မို့ယုံတယ်ဆိုတော့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့အဲ့ဒီကိစ္စကိုငါမယုံဘူးဟောဖို့ရှင်းရှင်းနာကျန်ရှစ်ဟောဖို့ရှင်းရှင်းနာကျန်ရှစ်ဒါအခွင့်အရေးကောင်းတစ်ခုဆိုတာငါယုံတယ်။我相信这是个好机会。我相信这是个 好机会，我哪个先先啥有几把嘞？高米有几斤看嘞？交牙了，地瓜家的骷髅包了，这大概是皮把嘞的，打皮把嘞的，机会啥困爷？然后困爷说嘞，能够好说嘞，而且的呢，突破嘞，然后刚到困爷好机会。 好机会အဲ့တော့ဒီစကဆူဒီနန်စကဆူမှာကျွန်တော်တို့ ecosa နဲ့အထူးဆက်ပြုထားတယ်ပေါ့နော်ဟုတ်တယ် ecosa တစ်ခုပေါ့အခွင့်အရေးတွေကိုတစ်ခုနှစ်ခုရေတွက်ခြင်း got မျိုးပြတော့ရတယ် ego 好机会အခွင့်အရေးကတစ်ခုအဲ့တော့ကျွန်တော်တို့ web ရဲ့နောက်ကကံပုတ်အစိပ်ပိုင်းထဲမှာလည်းတစ်အတန်တွက်ကစနေလို့ရှိရင်ထဲမပြောလဲရတယ်ဆိုလိုတာတက်ရှိကဟောင်းချီခွေလို့ပြောလို့ရတယ်เนาะစကပြောပုံစံနေကြတော့โอเคအဲ့တော့ဒါက 阿坤也刚都哭诉了，阿勇嘞，我相信这是个好机会，我相信这是个好机会。眉毛酸啥的系列事了，阿有呢。我相信你有能力。 我相信你有能力。我哪个相信啥有几的？八个有几的？干部谁白啊？你没嘛？有啥细胞的？能力啥算一不？算啥不？那六条也算少男生，我表示算一算啥不？那能力，哎咯。你有能力啥没嘛？算啥的系列的，然后我求你的喏。我相信你有能力，我相信你有能力。 မေလုံးနိုင်မယ်ဆိုတာငါယုံတယ်我相信你能做到我相信你能做到我ငါက相信ယုံကြည်ပါတယ်你မင်းက做到ဆိုတာအလုပ်ကိစ္စပေါ့လုပ်ငန်းဆောင်တာတခုကိုပြင်းပြအောင်လုပ်လိုက်တာကို做到လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဒါက verb တခုဖြစ်တယ်သူက能 auxiliary verb နဲ့အထူးပြုထားတာပေါ့能做到ပြီးအောင်လုပ်လို့ရတယ်ပြီးအောင်လုပ်နိုင်မယ်ပေါ့နော်你能做到 โอเคအဲ့တော့ main လုံးနိုင်မယ်လို့ငါယုံတယ်我相信你能做到我相信你能做到သူကတခြားသူတွေကိုအရင်အယုံလွယ်တယ်他很容易相信别人他很容易相信别人他သူက很ဆိုတာအရင်ပေါ့เนาะ ရုံကြီးရုံကြီးဆိုတာကလွယ်ကူတာကိုပြောတာအဲ့တော့ဟန်ရုံကြီးဆိုအရန်လွယ်တယ်တဲ့ဘာလို့ဖို့လဲဆိုတော့ရှမ်းရှင်ယုံကြည်မှုယုံကြည်ခြင်းခန့်တော့ကပြဲရန်တခြားလူတွေအဲ့တော့တခြားလူတွေကိုယုံကြည်တာကိုသူကအရန်လွယ်တယ်ဆိုတာတခြားလူတွေအပေါ်မှာအရန်အရှုံလွယ်တယ်ပေါ့အဲ့တော့ထားဟန်ရုံကြီးရှမ်းရှင်ပြဲရန်ထားဟန်ရုံကြီးရှမ်းရှင်ပြဲရန်မိငါ့ကိုယုံကြည်မယ်လို့ငါမျှော်လင့်ပါတယ်我希望 你相信我，我希望你相信我。我那个希望是啦，苗林那不喏，我苗林嘛嘞，我希望。告别那种苗林经看下来，教下地教不喏，你明个相信啥有几的？我说那个明个个有没路，我苗林那不，我希望你相信我，我希望你相信我。阿龙，我结束的嘛嘞。